ုန်းကြီးကျောင်းကိုအဝင်ထွက်များသူတွေဘုန်းကြီးကျောင်းမှာနေထိုင်သူတွေအတွက်အချက်ပေးတယ်မင်္ဂလာပါအော်ဒီယိုဝိုင်းစောင်းနိုင်ငံကနေကြိုဆိုပါရစေယခုတစ်ခါမှာတော့တကယ့်တူလူလင်ဆိုတဲ့ဖေဖိုးပေးရနေတင်ထားတာကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာဓာတ်ပုံကဘသူတွေလဲပြောเสียရလုံးမဲ့မထင်ပါဘူးအဲ့ဒါသင်ကန်းစာယူကြပေါ့ပစ္စည်းမာတုအင်းနှစ်ခုဘိက္ခုသင်မင်းဒါနစင်းနဲ့ဒါလဲသတိပြုเสียပါ ယဟန်ဆိုဒီမှာလဲပုထုဇဉ်ပဲမဟုတ်လားဆွေမျိုးမှမတော်ရင်ဘလောက်ပင်ဖြူစင်ညပါတယ်ပျော့ပျော့ကိလေသာအကျော်တင်းနေရင်မှားရကြတာမို့ယဟန်တန်ငါဘက်ကရောတက္ကမတွေဘက်ကပါနှစ်ယောက်แท้ဆိုရင်စိတ်ွယ်ရမှာနေကုန်မနေသင့်တာတဆောင်နဲ့တချောင်းထဲမှာနေပင် ဖြစ်စေညပင်ဖြစ်စေနေတတ်အိတ်တတ်ကြသူတွေဆင်ခြင်မှုကောင်းပါတယ်ရှင်းရှင်းပြောရရင်ကိလေသာမှာထားကြွခင်စိတ်နဲ့ကိလေသာထားကြွနေစဉ်စိတ်က တူတာမှမဟုတ်တာ လူတွေကလူတွေပဲရှင်းပြနေစရာမလိုပါဘူးအဖြစ်ခင်ကရှောင်းညာဖြစ်လာမှဆိုရင်မိသားစုရောသာသနာပါတယုတ်ပြက်လွန်းလို့ပါအချို့ကြတော့လေဒီတိုင်းပဲကျောင်းငကမလို့လို့ကြီးညိုလို့လို့လို့အလောက်ကျွေးဝေယဝစ္စလှုပ်ခြင်းလို့လို့လို့ဖုံးကြီးကစွန့်ချက်စွန့်ကပ်လှုပ်ဆွေခြင်းလို့တက္ကမကလည်းလှုပ်ခြင်းလို့လို့လို့နဲ့အကြောင်းမျိုးမျိုးကပ် မခွဲနိုင်မခွာရက်နဲ့ရုပ်စွာအစုံမင်္ဂလာမဆောင်ထားရုံတမဲ့ပဲတဲ့ပြောမယ်ကျုပ်အမျိုးထဲမှာကိုရှိတယ်ကျုပ်ကတော့အယုံကြီးကိုမရှိတာမြင်နေကြတွေ့နေကြဒီစိတ်ကရေဘူးရအများအဖြစ်မဖောက်ဖဲနေမလားလူသိရှင်ကြမှားတာရှိကောင်းရှိမယ်အပြစ်ပြောနေတာမဟုတ်ဘူးနော်ရှောင်းနိုင်ရှားနိုင်မှုသဘောတဘာဝကိုရှင်းပြပြောပြနေတာ တချို့တက္ကမတွေရှိသေးတယ်။ဖုံးကန့်ကြီးတဲ့ဖုံးကြီးပေးနိုင်ကန်းနိုင်တဲ့ဖုံးကြီးရုပ်ချောတဲ့ဖုံးကြီးတွေဆိုလိုက်လိုက်ကတ်နေကြတာဖြစ်လာရင်ဖုံးကြီးတွေအမားလို့ပြောကြပြန်ကောဒီဖုံးကြီးကကြောက်ရောက်ကြီးကြောက်တန်ကြီးမှမဟုတ်တာရိမ့်တတ်တယ်ရှိုင်တတ်တယ်ဒါလည်းသတိထားကြအောင်ရှင်းရှင်းပြောတာတဲ့ပြောတာကျုပ်လဲဝလုံးရှည်နဲ့မယမ်းဘူးခမည်းတော်လည်း ဖုန်ကြီးတွေဆိုတဲ့ဝလုံးရှင်နဲ့မယမ်းနဲ့တိလက်ဖြစ်တာရှိကြတဲ့လောက်ပဲရကြပေါ့ကာမယောဂကိုရင်းနာကကုရနတ်ထိစိတ်မရှိဘူးမမိပညာသတိတာလင်မဟာဩဒရစေးမြည်စွာရှင်းတဲ့မကားတေဝအပိုက်233မှာပါတာဘုံဖျားတို့ကလည်းပါရာဇိကကြစေမဲ့အစားရသက်စိတ်ဖြေလေးနဲ့ဖြေပြောင်းနိုင်ရင်တော်တယ်လို့ယူဆခြင်းနဲ့ဟုတ်တယ်လေယဟန်ဘောဟာဆုံးရှုံးရမယ့်တူတူ ရသက်ဆိုင်ဖြေလေးနဲ့ဖြေပြီးကုစားလိုက်ရင်ဖြူစင်တန်ရှင်းသွားတာပဲအစိုးရဲကအကောင်းပေါ့မနေနိုင်ရင်လို့ဝလဲပါသင်ငန်းဝတ်နဲ့တော့မိမိမိခိုးအသက်မွေးခဲ့တဲ့သာသနာပုံရိပ်မကြပါစေနဲ့အစိုးရကအစိုးဆုံးထဲမှာမာတုကာမနဲ့ပတ်သက်တဲ့တဲ့င်းကအစိုးဆုံးမှာပဲဒါကြောင့်မို့လို့တကာတယောက်ကပြောဘူးတယ်ဖုန်းကြီးနဲ့မာတုကာမကိုဘယ်တော့မှနှစ်ယောက်တည်းအတူအလစ်မပေးနဲ့တဲ့ ။ဘာဖြစ်လို့လဲဆိုတော့ဘုန်းကြီးရဲ့သီလသမားလေးကိုမယုံကြည်လို့မဟုတ်ဘူး။နှစ်ဦးလုံးကပုထုဇဉ်တွေစိတ်ကြွယ်ရမှာမှားရကြတယ်။အဲ့လိုအမှားမျိုးမဖြစ်အောင်ကြိုတင်ကာကွယ်တာ။